တဲ့ဆရာဒေးဗလာလို့ပြောတာနဲ့ဆရာဒေးဗလာကငွေကြီးကြီးကြောင်းအရန်ပြောတယ်ငွေကြီးကြီးကြောင်းအရန်ပြောတယ်ကျွန်တော်ငွေကြီးကြောင်းပဲပြောနေတာမဟုတ်ဘူးကျွန်တော်ကတကယ်တော့ငွေကြီးအကြောင်းကိုကျွန်တော်ဘာလို့ပြောရထင်လို့လဲကျွန်တော်ရှင်းပြမယ်ကျွန်တော်တွေ့တဲ့သူတွေဟာငွေနဲ့ပြဿနာဖြစ်တဲ့သူက196ယောက်ရှိတယ်မြန်မာပြည်ထဲကနေမောင်နှမချင်းငွေကြောင်း တရားယုံမှာတရားဆွဲတဲ့ထောင်ချတဲ့မောင်နှမချင်းဒီမြေကွက်ကိစ္စနဲ့လူကြတဲ့ထောင်ချအဲ့ဒါဘသူတွေထင်လို့လဲခရိယာနေဖျားကြောင်ထဲမှာတယောက်နဲ့တယောက်တရားဆွဲကြတဲ့တယောက်နဲ့တယောက်ဟလာမုံကြတဲ့ဒီငွေကြီးကြီးနဲ့အကျွေးတွေတင်ကြတယ်အဲ့ဒီအကျွေးတွေမဆက်နိုင်လို့ထွက်ပြေးလာတယ်ထိုင်းနိုင်ငံရောက်လာတဲ့အမျိုးဆုံးဖြစ်နေတာဒါခရိယာနေကျွန်တော်အဲ့ဒီဟာတွေမြင်ရတဲ့အခါမှာကျွန်တော်မပြောဘူးဗျမပြောဘူး ။ဆိုတော့ကျွန်တော်ကငွေငွေအကြောင်းကျွန်တော်ပြောတယ်ကြွယ်ဝအချင်းချင်းပြောတယ်ဆိုတာဘာလို့ပြောရထင်လို့လဲ။ကျွန်တော်တော့မဟုတ်ဘူး။အဲ့ဒီပြဿနာဖြစ်နေသူတွေအတွက်ကျွန်တော်ရှင်းပြနေရတာ။ကျွန်တော်ကြွယ်ဝအချင်းချင်းပြောတယ်ပြောလို့လည်းရပါတယ်ကျွန်တော်တကယ်ကြွယ်ဝတယ်လေ။ဘာလို့အခုစဉ်းစားကြည့်ကျွန်တော်ဒီမှာအာဖျားကြောင်ဝယ်ဖို့ကိစ္စကျွန်တော်လာတယ်လေ။ဝဲမလေးကျွန်တော်ဒီကိစ္စလေးတစ်ခုပဲကျွန်တော်ပတ်စံကုန်ရတယ်ထင်လို့လားမဟုတ်ဘူး Ministry ပတ်စံလည်းမဟုတ်ကျွန်တော်ပတ်စံရှင်းပြကျွန်တော် โอเคကျွန်တော်တို့ခရီးယံမှာ ပြဿနာနဲ့ကြုံလာတဲ့အချိန်မှာဒီခုနဒီဗီဒီယိုမှာဒေဗလာပြောသွားတယ်လို့ပေါ့နော်သူပါဖြစ်လို့ကျွဲဝချမ်းသာခြင်းအကြောင်းတွေပဲပြောနေတယ်ဟောနေတယ်ဆိုရင်ပေါ့ဆိုရင်တော့တဲ့နော်ပမာပြမှာရန်စင်းရဲနေကြတယ်တဲ့နော်စင်းရဲနေကြတယ်စင်းရဲနေလို့ပတ်စံမရှိလို့တဲ့အဲ့ဒါကြောင့်ညီကောင်မတွေတော်မှမြေကွက်တွေလူကြတရားတွေဆွဲကြနော်မုံတီးတွေဖြစ်ကြအဲ့ခရီးယံတွေတဲ့သူအဲ့လိုပြောသွားတယ်နော်နံပါတ်1ကျွန်တော်ပြောမယ် အဲ့လူတွေကအဲ့လောက်အထိဖြစ်လာတယ်ဆိုရင်တော့ဒီဒီလူတွေကခရိယန်မဟုတ်တော့ဘူးအမေရိကန်ခရိယန်တွေပဲဖြစ်မှာဒါမှမဟုတ်ရင်တော့ဆရာဒေးဗစ်လာတို့ဇွန်လင်းအောင်တို့ရဲ့သူတို့အဖွဲ့ဖက်ကနဲ့ကယ်တင်ရှင်းရလာပါတယ်ဆိုရဲလူတွေပဲဖြစ်မှာစစ်မှန်တဲ့ကယ်တင်ရှင်းမရှိဘူးသူတို့တွေကနော်ဒီအဲ့ဒါကြောင့်ဖြစ်မှာအဲ့လိုနော်နော်တကယ်စစ်မှန်တဲ့ကယ်တင်ရှင်းချင်းရှိပြီးတော့နှလုံးသားထဲမှာတကယ်တန်ရှင်းတော်ဝိညာဉ်တော်လားကင်းဝတ်ပီတာလူဆိုရင်တော့အဲ့လောက်ထိဖြစ်ရှာကြောင်းမရှိဘူးနော်အဲ့ဒီတစ်ခုပြီးတော့နောက်တစ်ခုကကျွန်တော်တို့ပြဿနာတစ်ခုခုနဲ့ဒီ ကြုံတွေ့လာတဲ့အချိန်မှာကျွန်တော်တို့ကခရိယန်တွေဆိုရင်တော့ပြဿနာတစ်ခုခုနဲ့ကြုံတွေ့လာတဲ့အချိန်မှာဘယ်လိုဖြေရှင်းရမလဲလောကအမြင်ဖက်ကနေဖြေရှင်းဖို့မဟုတ်ဘူးဟာဒီပြဿနာဖြစ်နေလားဟာပတ်စံမရှိခြင်းကြောင့်ပဲပတ်စံရှိရင်ဒီဟာတွေကပြေလည်သွားမှာပဲဆိုပြီးလောကအမြင်ဖက်ကနေကျွန်တော်တို့မြင်ဖို့မဟုတ်ဘူးဒီပြဿနာတွေကကျွန်တော်တို့ခရိယန်အမြင်ဖက်ကနေစမ်းစာရှုထောင့်ဖက်ကနေကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဒီလူတွေကဘာလုံးတယ်လဲဒီထက်မှာက ချမ်းသာပြီးကြွယ်ဝပြီးပတ်စံအများကြီးရှိဖို့လိုတာမဟုတ်ဘူးဒီလူတွေကအဲ့လိုဖြစ်တဲ့လူတွေကလည်းပါလို့လေဆိုတော့ယေရှုလိုတယ်တကယ်ကယ်တင်ခြင်းရဖို့လိုတယ်အဲ့ဒါပဲနော်ပတ်စံဘလောက်ပဲရှိရှိလူကလူအမျိုးကအဲ့လိုပဲအပြင်းနဲ့အောက်မှာကြည်ပြင်းလာတဲ့နော်ဗီဇအဖြစ်နော်ကျွန်တော်တို့ကင်ဆာလိုကင်ဆာလိုမျိုးအထဲမှာသွေးကိုကညစ်ပတ်နေပဲကျွန်တော်တို့ကနော်ပါမစွန်ကျွန်တော်တို့အကောင်းနဲ့ကိုမမြင်နိုင်တာနော်ဟွာတဲ့ခရိယန်ဖြစ်လာတဲ့အချိန်မှာပဲအဲဒီကယ်တင်ခြင်းရလာတဲ့အချိန်မှာ အတိတ်တော်ပြန်ဖန်ဆင်းခြင်းခံနေရတယ်ပြီးတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်တော်လည်းကင်းဝတ်လာတယ်ပြီးတော့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းကျွန်တော်တို့ကဒီပါလေစစ်တိုက်နေရတယ်ဝိအာအကောင်းနဲ့အဆိုးနဲ့ဆိုပါတော့နော်ဝိညာဉ်ရေးရဖက်မှာပေါ့နော်နေပြည်မှာပေါ့နော်စစ်တိုက်နေရတယ်မြင်တာဒီဟာကျွန်တော်အလိုလိုက်မလားဒါမဟုတ်ရင်နော်ဒီမှာဖះစကားအဲ့လိုပြောထားတယ်ဒါလိုက်မလားနော်အမြဲတမ်းစစ်တိုက်နေရတယ်ကျွန်တော်တို့နော်ခရိယန်မှာဆိုတော့ကျွန်တော်တို့ကယေရှုပဲလို့တယ် ော်ဒီလောကမှာကျွန်တော်တို့ဒီဟွာဖက်ကနေခုခုပြဿနာတက်လာတယ်ဆိုရင်လည်းဟာဒီဟာလောကမြင်ဖက်ကနေကျွန်တော်တို့ကဖြေရှင်းဖို့မဟုတ်ပဲနဲ့ဒီကျန်းစာရှူတောင်ဖက်ကနေကျွန်တော်တို့ဒီခရီးယန်ရှူတောင်ဖက်ကနေကြည့်ဖို့လိုတယ်တကယ်ပဲလေမယားနှစ်ယောက်လေမယားနှစ်ယောက်အရန်အာအဆင်မပြေမှုလည်းဖြစ်နေလားเนาะတယောက်နဲ့တယောက်เนาะအဆင်ပြေမှုတွေဖြစ်နေလားကဲတကယ်ကတင်ချင်းရတယ်ဆိုတော့တရှင်းဝင်းရင်တော့ရှိတယ်ဆိုတော့ဘယ်သူပဲဝမားတယ်ဆိုတာကိုတယောက်နဲ့တယောက်လက်ညှိုးမထိုးခင်ဟာ ပထမအဲ့ဒီအချိန်မှာတွေးဆူနေတဲ့အချိန်မှာထိုးကောင်ထိုးလိုက်မယ်။တမင်းနဲ့နှမင်းနဲ့လောက်ခဏနေရက်လာတဲ့အချိန်မှာတန်ရှင်တော်ဝင်းရင်တော့သူတို့နှလုံးသားတီးထဲမှာအလုံးလုံးပြီးတော့တယောက်နဲ့တယောက်အပြန်ဆင်ပြေးသွားမယ်။နော်။ဟိုးအစုံရောက်ထိဆက်တော့မလို့ဘူး။ဘလို့လဲအယက်ဆွဲတယ်ဆိုရင်တော့မမူးရဆွဲဝဆွဲလူဆိုရင်လဲဟာခမည်းဟိုငငယ်တုံးမှာခမည်းရင်းနှချင်းခံဖူးတယ်လေ။ခမည်းအဖေမရဟွာလေ။ခရီးအန်တွေလေ။ရင်းနှချင်းဒီငငယ်တုံးမှာရင်းချင်းခံဖူးတယ်လေဆရာကိုယ်တိုင်ခံပေးတယ်လေ။ရင်းနှစ်ပေးတယ်လေ။ ခမရဖရားသားသမီးအခုပါဖိလို့ဒီဟာတွေလုံနေရလဲမလုံကောင်းဘူးဒါဖရားသားသမီးတွေအလုံးမဟုတ်ဘူးဆိုပြီးတော့သူတို့ကိုအဲ့လိုပြောဖို့မဟုတ်ဘူးเนาะအဲခမရဖရားသားသမီးပါလို့ရင်းနှင်းချင်းလက်ခံတယ်ဟိုတခါเนาะဒါပေမဲ့အခုအတီးအပွင့်အတီးတွေကြည့်နေရင်းနဲ့เนาะအတီးတွေကခမရအခု manifest လုတ်လာတဲ့အတီးတွေကဘဝအတီးတွေကเนาะတန်ရှင်တော်ဝိညာဉ်တော်ရှိတဲ့အတီးတွေနဲ့မတူဘူးဆိုတော့ကျွန်တော်တို့ပြန်စမ်းစစ်ရမယ်ကဲတင်ချင်း အကြောင်းကိုပြန်ဟောပေးကောင်းကောင်းဟောပေးနော်တခါတည်းဟောပေးပြီးတော့ယေရှုအသင်းလုံးသားထဲမှာလက်ခံမှာပါညာ no 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 ယေရှုကတကအရန်လာခောက်နေတော့သူပဲယေရှု homeless မဟုတ်ဘူးနော်ခမရလက်ခံမှာသာသူလာတာမဟုတ်ဘူးနော်ခမရဘယ်တော့ပဲလက်ခံချင်းလက်ခံချင်းသူမလာချင်းမလာဘူးဒါမဲ့ယေရှုကယ်တင်ခြင်းအကြောင်းတွေအကုန်လုံးဟောပြောပေးမယ်ပြရနဲ့ဆုတောင်းခြင်းနဲ့လုပ်ပေးပြရနဲ့ကယ်တင်ခြင်းအကြောင်းဟောပေးဟောပေးဟောပေး ယေရှုတကယ်လို့များသူ့နှုံသားထဲမှာဟွာနေပြီသူ့အကယ်တင်နေပြီတန်ရှင်တော်ဝင်းအောင်ကင်းဝတ်နေပြီဆိုရင်တော့သူ့ကိုအများကြီးပြောစရာမလိုဘဲနဲ့အလိုလိုနဲ့နော်နှိမ့်စင်နှိမ့်စင်တက်တာအလိုလိုနဲ့တွေ့နေရမယ်အပြောင်းလဲခြင်းတွေရှိလားရှိလားဩသူဟွာနေပြီဩသူကယ်တင်ရနေပြီတကယ်ယေရှုကယ်တင်သွားပြီဩသူ့ကိုဆိုပြီးတော့အဲ့ချိန်မှာခေါ်ပြီးတော့ယေနှစ်ခြင်းနေကဲခုချိန်ယေနှစ်ခြင်းနေလှုပ်ပေးမယ်ပါညာခမရဒီဟာယုံကြည်တယ်နော်ဒီဟာယုံကြည်တယ်နော်ယေရှုကြောင်းနေကယ်တင်ခြင်းကြောင်းနေယုံကြည်တယ်နော်ကဲ ဆိုတော့ပြီးတော့ခမည်းရဲ့အတက်တက်တာကိုကြီးလိုက်ရင်ဒီအရာတွေကထင်ရှားနေတယ်ပါညာပေါ့နော်ဆိုတော့ခမည်းအချိန်တန်ပြီးယဉ်ရင်ချင်းပေးမယ်ယဉ်ရင်ချင်းပေးလိုက်အဲအဲ့လိုမျိုးအတီးပွန့်တွေတွေ့ရလိမ့်မယ်ကျွန်တော်ယေရှုပဲလို့တယ်ပေးနေရမဆိုးနော်ဒီဟာပဲဒီ step တွေကျွန်တော်တို့ခရိယန်တွေကဒီလောကလူတွေလို့ပြဿနာတစ်ခုကြုံလာတဲ့အချိန်မှာဒီပြဿနာနဲ့လွတ်မြောက်ဖို့ step 3 3ခုနော်ဒီဗာလဲအချက်3ခုအချက်4ခုအချက်5ခု အဲဒီဟာတွေလုပ်မယ်ပါညာအချက်တွေ list တွေနဲ့ကျွန်တော်တို့က step step တွေနဲ့တွားနေဖို့မဟုတ်ဘူးเนาะတခုခုကြုံလာတယ်ဆို list နဲ့တွားနေရမှာမဟုတ်ဘူးလောကလူတွေဒါလောကလူတွေဖြည့်ရှင်းနေတဲ့ပြဿနာကိုဖြည့်ရှင်းနေတဲ့နီလန်းနေတာတွေကဆရာတွေကခုနပြောသွားတာเนาะသူတို့တွေကဒီလိုတရားတွေဆွေးနေကြညီအောင်မှချင်းနေပါတွေပေါ့เนาะတရားတွေဆွေးနေဟွာနေကြတာအဲ့ဒါတကယ်တန်ရှင်းတော့ဝိညာဉ်တော်မရှိလို့ဗျာရှင်းရှင်းပြောမယ်ဆိုတော့ပေါ့เนาะဒီဟာအဲ့လိုမျိုးပြဿနာကြုံလာတဲ့အချိန်မှာဟာပတ်စံအများကြီးရှိရင်တော့အဲမဟုတ်ဘူး เนาะကျွန်တော်တို့မိသားစုမှာပြဿနာရှိလာတယ်ဆိုရင်ဟာပတ်စံများရင်တော့ကျွန်တော်တို့ပတ်စံရှိရင်တော့ကျွေဝရင်တော့ဒီပြဿနာတွေကဟဲ့เนาะအဲ့လိုမျိုးမဟုတ်ဘူးဒါခရိယန်တွေကြည်ရမဲ့ဒီပါလေကြည်ရမဲ့နီလန်းတွေမဟုတ်ဘူးဒါတွေဖြေရှင်းရပြဿနာကိုဖြေရှင်းရမဲ့နီလန်းတွေမဟုတ်ဘူးဒါလောကတွေတပါဝเนาะသူတို့ကသူခုဆိုရင်လဲဘုရားနဲ့ဝေဝေရှောင်ပြီးတော့ကိုနီလန်းနဲ့ဖြည့်ရှင်းနေကြဒါကလောကဆန္ဒเนาะအဲ့ဒါကြောင့်ဆရာပြောသွားတယ်ဟာ ူရဲ့စိတ်ကအဲ့လိုမျိုးရှိတာဒီ sincere ဖြစ်ပါတယ်ဒါမဲ့မားနေတယ်သူပြောနေသူဒီဟာနဲ့ပဲ excuse လုပ်ပြီးတော့ကျမချမ်းသာကြွယ်ဝချင်းနော်ဘာဖြစ်လို့ဟောနေတယ်လဲဆိုတော့ဒီအရာတွေနဲ့ပဲဒီဒီအရာတွေပဲ excuse လုပ်ပြီးတော့ဟောနေတယ်ဆိုတာသူ excuse ကိုတောင်းမကောင်းဘူးနော် excuse ကောင်းရင်တော့ဟုတ်သေးတယ် excuse မမ excuse ကမှန်နေ you know နည်းနည်းချပါကြည့်လို့ရသေးတယ်ဒါမဲ့အခုက excuse လည်းမမှန်ဘူးနော်သူကတကယ်လို့များဖရားရဲ့ လူဆိုရင်ပေါ့တကယ်ဖျားရလူဆိုရင်တော့ဒီကျန်းစာရှူဒေါင်းဖက်ကနဲ့ခရီးယန်ရှူဒေါင်းဖက်ကနဲ့ကြည့်ရမယ်ပြဿနာပြဿနာဂျုံလာတဲ့အချိန်မှာသူကခုတော့လောကဖက်ကနဲ့ပဲအမြဲတခုခုဂျုံလာတယ်တခုခုပြောတယ်ဟောတယ်ဆိုရင်တော့လေသူကစံပယ်တခုခုယူလာတယ်ဆိုရင်လဲကေတင်ချင်းအကြောင်းကိုယူလာတယ်ဆိုရင်လဲအဆုံးတော့လေကျွန်တော်တို့ကျမ်းမာချွဲဝချမ်းချမ်းတာချင်းအဲ့ဒါနဲ့ပဲဆုံးတတ်လာတာဘယ်လိုပြောချင်တာလဲဆိုတော့ယေရှုကေတင်ချင်းအကြောင်းဟောတယ်ကွာခဏနေ ယေရှုရဲ့တည်ပြီးတော့အသုံးရမြောက်မှာရှင်ပြန်ထမြောက်ပြီးတော့လောကကိုအောင်မြင်ပေးပြီဆိုပြီးတော့သူပြောလာတယ်ဆိုရင်ဟာတကယ်ကယ်ဒီချင်းစစ်မှန်တဲ့ကံဒီချင်းသူဟောတယ်လို့မထင်လိုက်နိုင်အောင်အဆုံးတတ်လာတဲ့ချိန်မှာဘယ်လိုဆုံးတတ်လာမလဲတဲ့အဲ့ဒါကြောင့်လို့ယေရှုလောကအောင်မြင်ပြီဆိုတော့လို့ကျွန်တော်တို့ကယေရှုကအောင်မြင်ပေးပြီလေလောကမှာကျွန်တော်တို့မချမ်းသာပဲနဲ့မကြွေဝပဲနဲ့ဒီလောကလူတွေထက်လောကလူတွေကဒီမှာယေရှုမယုံကြည်တဲ့လူတွေအတွက်ယေရှုကအောင်မြင်တာမဟုတ်ဘူးကျွန်တော်တို့တက်အောင်မြင်ပေးတာလေဆိုတော့ လောကလူတွေကပဲကျွန်တော်တို့ထက်ပိုပြီးချမ်းသာတယ်လောကမှာအောင်မြင်နေရင်ဒါကကြည့်လို့မကောင်းတော့ဘူးလေအဲ့အဲ့လိုမျိုးပုံစံနော်ခမရယူပါယုံတေနေလားအိမ်မက်တေနေလားပါညာအဲခမရရဲ့အဲယူပါယုံနေအိမ်မက်တွေတေနေလားခမရရဲ့အာမိသားစု marriage တွေတေနေလားပါညာပေါ့နော်အာခမရရဲ့လုံးဝအဲခမရရဲ့ပါလဲတကူခုအလုပ်တကူခုလုပ်တယ်ဒါပေမဲ့လုံးဝအဆင်မပြေနိုင်ဘူးနော်အဲ့မှာ တည်သွားပဲလေအိမ်မက်တည်သွားပြီလားနော်လုံးဝဆက်မသွားနိုင်တော့ဘူးလားမပူနဲ့ဘာညာပေါ့နော်ဖျားတခင်ကနော်နောက်ကြတယ်လို့လည်းမထင်နဲ့နော်လာဇရုတောင်မှနော် तू ကလက်ရမြောက်မှာပဲလာပြီးတော့နော် तू ကိုအုတ်ကူကနဲ့ပြန်ထွက်ခိုင်းနေပါညာပေါ့နော်ဒီ၃ရက်လောက်ရှိတာနဲ့ဟာဆိုပြီးတော့မျောလင်းချက်တွေမကုန်ပါနဲ့အုံးယေရှုကတော့အောင်မင်ပေးပြီးတည်ပြီးယေရှုကထားမြောက်ပြီးကျွန်တော်တို့ရဲ့အိမ်မက်တွေယူပါယုံနေအကုန်လုံးကကျွန်တော်တို့အကုန်ကုန်ထံပြန်ဖော်နေရမယ်ပါညာဆိုပြီးတော့ အဆုံးတော့လည်းအဲ့လိုပဲเนาะပတ်စံပတ်စံတာပဲအဆုံးတော့လည်းသူတို့တွေကတာပဲရှိမှာပေါ့เนาะဒီဟာဒီစန်းစာအဲ့ဒါတွေကို warning ပေးပြီးပြီเนาะဒါတွေကဒီခုနကသူပြောသွားတဲ့အရာကကျွန်တော်ရင် point ကပါလဲဆိုရင်เนาะပြဿနာတစ်ခုခုကြုံလာတဲ့အချိန်မှာကျွန်တော်တို့ကလောကတူဖြည့်ရှင်းခြင်းနဲ့တို့ကျွန်တော်တို့ကတွားဖြည့်ရှင်းရမှာမဟုတ်ဘူးเนาะတစ်ခုခုဆိုရင်လည်းယေရှုပဲယေရှုပဲလိုတယ်ဆိုတဲ့အရာက cliche ဖြစ်တဲ့စကားလုံးမဟုတ်ဘူး christian ခရီးယန်တွေအများအားပြောထည့်ရှိတယ်အခြေစိုးတော့ပဲဖះလိုတော့ပါအဲအဲ့လိုမျိုးယိုးနေပြီးသားစကလုံးတွေလည်းမဟုတ်ဘူးဒါနော်ဒီစကလုံးတွေကယိုးနေဖို့လည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ခရီးယန်တွေကနေစဉ်တက်တာမှာเนาะကျွန်တော်တို့ကဒီယိုးနေတဲ့စကလုံးတို့တုံးလျက်ရှိတယ်ပေါ့เนาะဒါပေမဲ့တကယ်ပဲယေရှုပဲလိုတယ်ဘယ်ရာဘယ်နည်းအခြေအနေမျိုးမဆိုယေရှုပဲလိုတယ်เนาะပြဿနာနဲ့ဂျုံနေရတယ်ဟာဒီလောကက ဒီလိုပဲဖြစ်မှာပါเนาะကျွန်တော်တို့ခန္ဓာကိုယ်တွေလည်းဖျားနာနိုင်မယ်အိုမြင့်သေးနိုင်မယ်ကျွန်တော်တို့เนาะခဏနေယေရှုပြန်လာတဲ့အချိန်မှာအိုချင်းနာချင်းသေးချင်းတွေမရှိတော့မှာလို့ဆိုပြီးတော့အဲ့မျောလင်းချက်နဲ့ကောင်းကင်ထက်ရာတွေပဲကြည်ပြီးတော့ကျွန်တော်တို့ကဘဝကိုကျွန်တော်တို့အာလောကကိုအောင်မြင်နိုင်မယ်လောကထဲမှာအောင်တာမဟုတ်ဘဲနဲ့လောကကိုအောင်သွားတယ်လောကကျွန်တော်တို့မဆွဲချနိုင်တော့ဘူးတင်းလည်းတီးပါစေခဏနေပြန်ရှင်မယ်အဲလိုမျိုးပုံစံတက်တာနဲ့ကျွန်တော်တို့မျောလင်းချက်ပြီးနေသွားရမှာလို့ကျွန်တော်ဝင်ခပေးချင်ပါတယ်ကျွန်တော်ဒီအောင်ဆံမြန်နိုင်အောင်